ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုကိုထူးမောင်စူးစီးတင်ဆက်ထားတာပါလက်ရှိကြားပြည်နယ်မှာတော့စီးပေါ်ဆောင်နေတဲ့နေရာအပိုင်းက၃မိုင်လောက်ရှိနေပါတယ်တနင်္လာကတော့ဒီဖေခုံမိုးပြဲအင်းရဲ့အနောက်ဖက်ခြမ်းလက်ဤလက်တင်ပတ်ဝန်းကျင်မှာရှိနေတဲ့ဒေသဘောရံနဲ့ဒီတောင်စလုံးစားတဲ့ကြွားတွေအနီးမှာ KNDF နဲ့အပေါင်းပါတွေနောက်ပြီးတော့ဒီအင်းလေး PDF ဖေခုံ PDF မိုးပြဲ PDF စားတဲ့ PDF အများပြားကဖေခုံအင်းရဲ့အနောက်ဖက်ခြမ်းကိုပြန်လည်ပြီးတော့လာရောက်စုဖွဲ့မှုတွေပြုလုပ်နေပါတယ် အဲ့ဒီလိုလာရောက်စုဖွဲ့မှုတွေပြုလုပ်နေရတဲ့တိုက်ပွဲတွေဖြစ်ပေါ်နေပါတယ်။နောက်ထပ်တနေရာကတော့ဒီမိုဆိုပရူဆိုပေါ်လည်းခဲလမ်းမင်းပဲဖြစ်ပါတယ်။ဒီမိုဆိုကိုထင်းကျုပ်ပြီးတဲ့နောက်တမောစစ်ကြောင်းတွေကပရူဆိုကိုတွားရောက်ပြီးတော့ချိန်ဆက်နိုင်ခဲ့တယ်။ပရူဆိုကိုချိန်ဆက်နိုင်ခဲ့ပြီးတဲ့နောက်ပရူဆိုကနေပေါ်လည်းခဲလမ်းမင်းကိုတမောစစ်ကြောင်းတွေကနေမြင်းရှင်းလေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ပရူဆိုပေါ်လည်းခဲလမ်းမင်းကိုနေမြင်းရှင်းလေးဆောင်ရွက်မှုကိုတော့ပြီးခဲ့တဲ့အောက်တိုဘာပထမပတ်လောက်ကလေးကကြီးတက်နေတာပဲဖြစ်ပါတယ်။အခုဒီနေ့ရနေ့မှာတော့ပရိုဆိုနဲ့ဘောလကဲရဲ့ဈာမှာရှိနေတဲ့နန်းဖဲရွာမှာတိုက်ပွဲတွေပြင်းထန်နေပါတယ် နမ်ပဲရွာဆိုတာကတော့ဒီဗောလကဲနဲ့အနီးဆုံးကိုရောက်ရှိနေပြီလို့ဆိုရမှာဖြစ်ပါတယ်။ဗောလကဲနဲ့နမ်ပဲရွာကခုနမှ၈မိုင်ဝန်းကျင်သာကွာဝေးပါတော့တယ်။နမ်ပဲရွာရဲ့အလွန်မှာတော့ဒီနမ်ပဲတန်းတော်ရေးစကန်ဟောင်းတစ်ခုရှိတယ်။နောက်ပြီးတော့ဒီဖက်လဲလုံးကန်ဟောင်းတွေတစ်ခုရှိကြပါတယ်။ဒီကန်နီကိုတော့အကျန်းဖက်သမားတွေကပြီးခဲ့တဲ့2023ခုနှစ်ထဲမှာတီလီလုံးစစ်စင်ရင်းနဲ့တူတိုက်ခတ်ပြီးတိုင်ပိုက်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဗော်လကဲမှာတော့တက်မော်ရဲ့နေမိကန်တိုက်ရင်းတွေရှိနေသေးတာဖြစ်တဲ့အတွက်ခရူဆိုကနေခြေတက်လာတဲ့တက်မော်စစ်ကြောင်းတွေနဲ့ ဒါထဲမှာထက်တော့ဖို့ကြိုးစားနေတယ်မာဝီဥဆောင်တဲ့ KNDF နဲ့အပေါင်းအဖော်တွေနဲ့ပြည်တွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။နောက်ထပ်တနေရာကတော့ဒီမော့ဆိုးရဲ့အနောက်ဖက်ခြမ်းဒီတောင်ငူလိပ်တို့လမ်းပိုင်းမှာပဲဖြစ်ပါတယ်။တောင်ငူလိပ်တို့လမ်းပိုင်းကိုတော့ချမ်းဖက်သမားတွေကဆက်လက်ပြီးတော့စုဖွဲ့နေတယ်ဖြစ်ပါတယ်။မော့ဆိုးကိုတော့တမန်တော်ကပြန်လည်ထိန်းချုပ်ခဲ့ပြီးဖြစ်ပေမဲ့မိုးပြဲဖေကုံနဲ့ဒီမော့ဆိုးကဆုတ်ခွာသွားတဲ့အဖွဲ့တွေကဒီဖေကုံအင်းရဲ့အနောက်ဖက်လက်ဤလက်တိန်ပြည်ကင်းဒေသတွေနောက်ပြီးတော့မိုးပြဲနဲ့ဒီမော့ဆိုးရဲ့ချမ်းနန်းဖေကုံကနေအတွင်းထဲမှာရှိနေတဲ့ဒီကျက်ဖတောင်တကျော် ်နန်းဆိုင်ခဲတကြောဒီပတ်ဝန်းကျင်နေမှာကျန်းဖက်သမားတွေကစုဖွဲ့မှုတွေပြုလုပ်လျက်ရှိပါတယ်ဒီမော့ဆိုရဲ့ဒီပတ်ဝန်းကျင်မှာတော့ကျန်းဖက်သမားတွေအရင်ကဝင်ရောက်ဖို့စုဖွဲ့မှုတွေပြုလုပ်နေပြီမဲ့တပ်မော်ရဲ့နေမိကတည်ရင်တပ်ဖွဲ့တွေကမြို့တွေရွာတွေအနည်းကိုဝင်ရောက်သိဝင်တာကိုတောက်လျှောက်ထဲချင်းတော့ကင်းထောက်ပြီးနေမိရှင်လေးဆောင်ရွက်နေတာဖြစ်တဲ့အတွက် KNDF နဲ့အပေါင်းပါတွေဒီမော့ဆိုမြို့ကိုပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့စီရေးရည်မှန်းချက်ကတော့ပြတ်သွားပြီဖြစ်ပါတယ်ဒါပေမဲ့လည်းအကျန်းဖက်သမားတွေကဒီမော့ဆိုရဲ့အနောက်ဖက်ချမ်းပြောရမယ်ဆိုရင်တော့ဖေခိုမိုးပြဲဒီမော့ဆိုရဲ့အနောက်ဖက်ပဒေါံရွာတွေရှိပါတယ် ။ဤကင်းတို့လက်ဤလက်တိန်တို့ရွာတွေမှာကျန်းဖက်သမားတွေကအများဆုံးစုဖွဲ့နေကြတာဖြစ်ပါတယ်။အဲဒီကနေမှဒီတောင်ကူလိပ်တူရာတို့လမ်းခွဲကနေတဆင့်ဒီမော်ဆိုးအကြီးကိုတော့တမလို့ကမထိုးဖောက်နိုင်သေးဘူးဖြစ်ပါတယ်။ဒီမော်ဆိုးနဲ့တောင်ကူလမ်းမိုင်းကတော့ဒီတောင်ပိုင်းနဲ့စစ်ဌာနချုပ်ထိန်းချုပ်ရာတောင်ပိုင်းနဲ့စစ်ဌာနချုပ်ရဲ့လက်အောက်ခံနေမိကန်တရင်တပ်ဖွဲ့တွေထိန်းချုပ်ရာဒေသတွေဖြစ်ပင်မဲ့ဒီလမ်းကြောင်းကိုတော့တမလို့ကစီရေးအရာထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိသေးပါဘူး။ဒါအပြင်ဒီတောင်ပိုင်းနဲ့စစ်တပ်နာယူတပ်ပခါရဲ့အနီးဆုံးမှာရှိနေတဲ့စစ်တောင်းမြေရဲ့အရှိတ်ချမ်းဒေသတွေမှာလည်းအကြမ်းဖက်တွေ ပြင်လက်နက်ကိုင်းတပုံ KNU နဲ့အပေါင်းပါရီ NGP ပြည်အုပ်စုတွေကတောင်းလျှောက်ဆိုသလိုစေပေါ်ဆောင်တာတွေပြုလုပ်နေပြီမဲ့တိုင်းစစ်ဌာနချုပ်ကြီးရဲ့အနည်းဆုံးမှာရှိနေတဲ့နေရာတွေမှာပဲအကြမ်းဖက်သမားတွေကတစ်တောင်းမြစ်ကိုအကာအကွယ်ယူပြီးတော့စေပေါ်ဆောင်နေကြတယ်ဖြစ်ပါတယ်။ဆိုတော့အခုလည်းရှိကြရားပြင်းနေတဲ့ပတ်သက်တဲ့တင်းကိုပြန်ဆက်ရရင်တော့ပြီးခဲ့တဲ့နိုဝင်ဘာပထမပတ်လောက်ကစပြီးတော့ဒီဖေခွန်အင်းရဲ့နောက်ဆက်ချမ်းမှာရှိနေတဲ့တောင်စလုံးမြောက်စလုံးနောက်ပြီးတော့ဒီဘောရံစတဲ့ရွာတွေမှာအကြမ်းဖက်သမားတွေလာရောက်ပြန်နေစုဖွဲ့မှုတွေပြုလုပ်နေပါတယ်။ အဲ့ဒီတော့ပယ်ဝအမျိုးသားခေါင်းဆောင်ကြီးဦးအောင်ခန်းထီရဲ့ဒီ PNO အဖွဲ့တွေပို့ပြီးသူစီအဖွဲ့တွေနဲ့အတူကောင်မဲသိန်းဝင်းညင်လောက်ကနေစပြီးတော့လွဲလုံးအဲ့ဒီကနေဒီတောင်စလုံးစတဲ့ရွာတွေအထိကိုနေမရှင်လေးတွေဆက်လက်ဆောင်ရွက်နေပါတယ်ဒီလိုနေမရှင်လေးတွေဆောင်ရွက်နေတာဖြစ်တဲ့ KNDF နဲ့အပေါင်းပါတွေ NUG လောက်ကန် PDF တွေနဲ့တိတိတိုက်ပွဲတွေဖြစ်ပွားနေကြတာဖြစ်ပါတယ် ဒါပေမဲ့ဒီရပိုင်းမှာဒီတိုးအမျိုးသားအဖွဲ့က PNU အဖွဲ့တွေနဲ့တန်းတော်ရဲ့နေမီကန်တရင်တပ်ဖွဲ့တွေနဲ့နေမီရှင်ကြီးဆောင်ရွက်မှုတွေကြောင့်အကြမ်းဖက်သမားတွေကလက်တင်ရွာကနေတဆင်လက်ဤရွာဘက်ထိပြန်လဲဆုတ်ခွာနေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဖေကုံမိုးရဲတကြောကိုတော့တမတော်ကပြန်လဲထိန်းချုပ်ခဲ့ပြီးဖြစ်ပေမဲ့အကြမ်းဖက်သမားတွေကဒီလွယ်မှာရှိနေတဲ့ပထောင်ရွာတွေမှာစုဖွဲ့ပြီးတော့ပြန်လဲအင်အားစုဖွဲ့တယ်၊လက်နက်ခရင်စုဖွဲ့တယ်၊တွေ့တဲ့ကျမကြီးစောင်းရှောက်မှုတွေကိုစုဖွဲ့ပြီးတော့ပြန်လဲတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ပြောရရင်တော့ဒီနိုင်ငံတော်အကြီးအကဲတွေကပြုလုပ်မဲ့ရွေးကောက်ပွဲကိုနှောက်ယှက်ပြီးတေခိုမိုးပြေဒေသတကြောမှာပြန်လည်စုဖွဲ့နေကြတာပဲဖြစ်ပါတယ်။လက်ရှိဆောင်ရွက်နေတဲ့အခင်းအကျင်းနဲ့အတိမပြုနိုင်တဲ့သတင်းတွေအရာတော့ဖေခုံရဲ့မိုးပြေရဲ့ဒီမိုးစုံရဲ့ကိုအကျဉ်းဖက်သမားတွေကပြန်လည်စိတ်ဝင်ပြီးတော့နိုင်ငံရေးမတည်ငြိမ်မှုဖြစ်တယ်ဆိုတဲ့ပြရုပ်တစ်ခုကိုပေါ်ဆောင်မှုဘာဝီဥဆောင်တဲ့အဖွဲ့တွေခူဦးရဲ့ခိုရီတူဥဆောင်တဲ့အဖွဲ့တွေကစီရေးပေါ်ဆောင်မှုပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေတော့ကြားသိရပါတယ်။လက်ရှိကြားသိတဲ့အခင်းအကျင်းကိုပြန်ကြည့်ရင်တော့ဖရိုဆိုဘာဖားဆောင်တဲ့ဒီမော်ချီဒေသတွေမှာစုဖွဲ့နေတဲ့အကျဉ်းဖက်တွေကတစ်ဖွဲ့ ဒီမော့ဆိုးနဲ့ဖေကိုမိုးရဲအင်းအနောက်ဘက်ချမ်းမှာစုဖွဲ့နေတဲ့အဖွဲ့တွေကတစ်ဖွဲ့အဖွဲ့နှစ်ဖွဲ့ကစီရေးပေါ်ဆောင်နေကြတာဖြစ်ပါတယ် KNDF ရဲ့အကြီးပိုင်းတွေကတော့ထိုင်းမြန်မာနယ်စပ်အနီးမှာပဲတွားရောက်ပြီးတော့ဟိုဘက်နယ်စပ်မြင်းကူလိုက်ဒီဘက်နယ်စပ်မြင်းကူလိုက်နဲ့တစ်ဖက်ကထိုင်းနိုင်ငံကိုတွားရောက်ပြီးအလူခံတာပဲရှိရဲထိုင်းနိုင်ငံမှာရှိနေတဲ့ထိုင်းနိုင်ငံနယ်စပ်အနီးမှာရှိနေတဲ့ဒုက္ခသည်ဆန်းကလူငယ်တွေကိုတွားရောက်ကြီးအောင်တာတွေလည်းပြုလုပ်ခဲ့ပါတယ်ဒီကရဲလာတွေကပဲဒီ KNDF ကမာဝီကပြင်းပြင်းပြင်းနေမှာရှိတဲ့ဒေသတွေအပြင်ဆက်ကြီးတွေအကွန်ခရတွေနဲ့ တန်ပေါင်းများစွာရရှိရဆိုတဲ့ကြင်ညာကြွတွေလည်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ရေပြင်မှာတိုက်ခိုက်နေတဲ့ကင်းဒီလက်နက်ကန်အဖွဲ့တွေကတော့အငက်ငက်အပြက်ပြက်နဲ့ပဲထောက်ဖို့အဖွဲ့တွေကစီတလုံးရဖို့ရာယီဒီတဘူးရဖို့ကိုကြိုးကြိုးဆားဆားဆောင်ရွက်နေကြရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိကြာပြည်နယ်ကိုဝင်တဲ့လမ်းတစ်ခုဖြစ်တဲ့ဒီတောင်ငူလိပ်တို့ဒမုံစုလမ်းကိုမထိန်းချုပ်နိုင်သေးတဲ့အတွက်အကြမ်းဖက်သမားတွေကပြောရမယ်ဆိုရင်အင်းဒီလက်နက်ကန်အဖွဲ့တွေကရွာသားအသွင်နဲ့ပဲတောင်ငူလိပ်တို့ယာတို့လမ်းကြောင်းကိုအုံမြူနေကြတာပဲဖြစ်ပါတယ် ဒီလမ်းကြောင်းကိုမထိန်ချုပ်နိုင်သေးသေးရေးကတော့ဒီမော့ဆိုပတ်ဝန်းကျင်နဲ့ပြည်နေပြည်နယ်မှာရှိနေတဲ့ PDF တွေရဲ့တောင်းမျိုးကိုဖျက်တောက်နိုင်မှာမဟုတ်ဘူးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ပြည်နေပြည်နယ်ကိုဝင်တဲ့ကရပြည်နယ်ကိုဝင်တဲ့လမ်းပိုင်းမှာဒီရှမ်းပြည်နယ်နဲ့ချန်ကရနယ်စပ်အနီးကချိတ်ဆက်ထားတဲ့ကလောပင်လောင်ဖေကိုမိုးပြဲလမ်းနဲ့တောင်ကြီးလွိုင်လင်းစီဆိုင်အဲဒီနောက်ကနေလွိုင်ကောလမ်းကြောင်းကိုတက်မလို့ကသုံးမှုထားပြီးဖြစ်ပေမဲ့နောက်ထပ်ရေတောင်းမျိုးတစ်ခုဖြစ်တဲ့တောင်ကိုဒီမော့ဆိုလမ်းပိုင်းကကျန်နေသေးတာဖြစ်ပါတယ်။ ဒီလမ်းကြောင်းကိုတော့ဒီဒီမော့ဆိုကိုထိန်းချုပ်ပြီးအတွင်ထဲမှာရှိနေတဲ့ပရိုဆိုဘောလခဲရွာတစ်အဲ့တော့ဖားဆောင်မော်ကြီးတွေကိုတော့ဖျက်တော့ထားနိုင်ပြီဖြစ်ပေမဲ့ဒီမော့ဆိုကဆုတ်ခွာသွားတဲ့အဖွဲတွေကဒီတောင်ငူလိတ်တို့ဂျာတို့လမ်းမိုင်းမှာပြန်လဲစုဖွဲ့နေကြတာဖြစ်ပါတယ်တောင်ငူဒေသအထိတောင်ငူတက်နယ်အထိဝင်ရောက်ပြီးတော့စစ်တောင်းမြေရဲ့အရှိဘက်ခြံရွာတွေအထိဝင်ရောက်ပြီးတော့ပါနေရခတဲ့အဓိကကတော့စေဝါတည်ဆောင်မှုတွေပြုလုပ်နေတယ်ဆိုတဲ့တဲ့င်းတွေကြားသိရပါတယ်။တောင်ငူနဲ့ဒီမိုးဆိုးလမ်းပိုင်းမှာကြာတော့တမန်တော်ရဲ့နေမိကန်တိုက်ရင်တက်ပွဲနဲ့ကင်းစကန်တချို့သာရှိပါတယ်။ ဒီနေမီကဂင်းစကန်တချို့အနေနဲ့လည်းဘေးပဝင်းကျမှာကျန်းဖက်သမားတွေသွာလာနေတဲ့အတွက်ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့အခြေအနေမျိုးရှိပါတယ်။ဒါကြောင့်တောင်ငူလိပ်တို့ဒီမော်ဆိုလမ်းပိုင်းကကျန်းဖက်သမားတွေ၃နေနိုင်တော့ဒါကမရှိတရားမရှိသွာလာဝင်ရနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လေဒီမော်ဆိုဖေကုံကနေတိုက်ထုတ်ခံရတဲ့အဖွဲတွေအတူအပြတ်တွေဖြစ်နေတဲ့အဖွဲတွေကဒီပီကင်းလက်ဣလက်တိန်နဲ့ဘေးပဝင်းကျင်ကရှိတဲ့ရွာတွေမှာပြန်လည်ဆုတ်ဖွဲ့ပြီးတော့တိတ်ဝင်နေကြတာပဲဖြစ်ပါတယ်။ မျိုးဝရက်ွက်တွေကိုတမန်ကထိန်းချုပ်ထားတယ်ဖေခုံရောမိုးပြေရောမျိုးဝရက်ွက်တွေကိုထိန်းချုပ်ထားတယ်ဆိုတော့အကျံဖက်သမားတွေကဘေးပတ်ဝန်းကျင်မှာစုဖွဲ့မှုတွေပြုလုပ်နေကြရဖြစ်ပါတယ်ဒါကြောင့်မျိုးရဲ့အရှိတ်အချံမှာဆိုရင်လည်းအကျံဖက်သမားတွေစုဖွဲ့နေတဲ့စခန်းတစ်ခုကလည်းအနည်းဆုံးမှရှိနေပါတယ်ဒါပေမဲ့လည်းလက်ရှိကြားပြည်နယ်အခင်းချင်းကိုပြန်ကြည့်ရင်တော့အခုဒီဖရူဇိုဘောလခဲလမ်းမိုင်းကိုသွာလာဖို့အတွက်ကန့်သက်ထားတယ်ဆိုပြီး KNDF ကကြေညာထားပါတယ်ဒီနေ့နိုဝင်ဘာ6ရက်နေ့ကစတင်ပြီးတော့ဒီ ဒမောဆိုပူဆိုဘောလခဲလမ်းမိုက်ကိုအသုံးမပြုဖို့အတွက်ကန့်သက်ထားတာဖြစ်ပါတယ်ပူဆိုကနေထွက်လာမယ်ဆိုလို့ရှိရင်မာခရောရှီထားလဲနန်ပဲကနေတဲ့စင်းဒီပူဘောလခဲအထီကိုကန့်သက်ထားတာပဲဖြစ်ပါတယ်တမောဆစ်ကြောင်းတွေကဒီထားလဲပတ်ဝန်းကျင်မှာရှိနေတဲ့ပထဝီအနေထားအရာအကြမ်းဖက်တွေဝိုင်းဝန်းတိုက်ခိုက်နိုင်နေဆိုတဲ့နေရာတွေကိုကြော်လွှားပြီးတော့အခုဆိုရင်ဘောလခဲအထီကိုကြီးတက်နေတာပဲဖြစ်ပါတယ်နန်ပဲရွာအနီးမှာတိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းကိုကြားသိရတယ်တမောဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေနဲ့ဒီကလနဲ့ပြစ်ခတ်မှုတွေနဲ့နေနေရှင်းနေဆောင်ရွက်နေတယ်လို့သိရပြီးတော့ ဘော်လကဲမှာရှိနေတဲ့နေပြည်တော်တိုက်ရင်တပ်ဖွဲ့တွေကလည်းအကြမ်းဖက်သမားတွေစုဖွဲ့နေရာတွေကိုလည်းလက်နက်ကြီးနဲ့ပစ်ခတ်ပြီးရှင်းရှင်းရှင်းပေးနေတယ်လို့လည်းသိရပါတယ်။ဒါကြောင့်မလို့တမတော်စစ်ကြောင်းတွေကမကြခင်ရပိုင်းအတွင်းဘော်လကဲထိကိုချိတက်ပြီးတော့ချိဆက်နိုင်တော့မှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီကြရားပြည်နယ်ရဲ့အဓိကအလော့စီလမ်းကြောင်းကြီးဖြစ်တဲ့ Blight ကဒီမော့ဆိုဖူဆိုဘော်လကဲလမ်းမကြီးကိုတမတော်ကအပြည့်ဝထင်းချုပ်သွားနိုင်တော့မှာပဲဖြစ်ပါတယ်။ဒီလိုထင်းချုပ်ထားနိုင်မယ်ဆိုရင်တော့အပြင်ဘက်မှာရှိနေတဲ့ဖားဆောင်နဲ့မော်ချီ ပါသွားမှရှိရင်လည်းခမရ135နဲ့134တက်ရင်းနေတော့ရှိပါသေးတယ်။အကြမ်းဖက်သမားတွေကလည်းဒီပါသောနဲ့မော်ကြီးဒေသတွေမှာစုဖွဲ့ပြီးတော့ရမုံငွေရှာဖို့တိုက်ပွဲပေါ်ဆောင်ပြီးတော့ဒီအလူငွေတွေရရှိရေးကြိုးစားနေကြတာတွေလည်းရှိပါသေးတယ်။နဲ့တောင်ကူလမ်းမိုင်းမှာတော့ကင်းရန်ပြည်တက်ကအဖွဲ့တွေရှိနေပါတယ်။ကင်းပြည်တက်ကအဖွဲ့တွေကတော့တမတော်စစ်ကြောင်းနေနဲ့လည်းထိတွေ့တိုက်ပွဲတွေမဖြစ်ပွားဘူး။ KNDF ကအဖွဲ့တွေနဲ့လည်းထိတွေ့တိုက်ပွဲတွေမဖြစ်ပွားဘဲနဲ့ဂျားနေအနေနဲ့ရှိနေတာပါ။ဒါပေမဲ့ဒီကင်းပြည်တက်ထိန်းချုပ်ထားတဲ့နေရာတွေကနေပဲ ဒီမော်ဆိုးမှာရှိနေတဲ့ပြင်းနေပြင်းနေမှာရှိနေတဲ့ပထောင်တွေဘဒူတွေကရဲန်တွေကရောတွေအားလုံးရဲ့လိုအပ်တဲ့လက်နဲ့ခရဲမဟုတ်တဲ့လူသုံးကုန်စေဝါစားနပ်ရိက္ခာနဲ့အမျိုးမျိုးသောဒီတကွေတကာရသုံးပစ္စည်းတွေကိုတည်ဆောင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့လိတ်တူရာလိုဒီမော်ဆိုးလမ်းကိုမတင်းချုံနိုင်သေးသေးကတော့ KNDF နဲ့အပေါင်းပါတွေ NUG လောက်ခံ PDF တွေအင်းလေးဖေကွန်ပင်လောင်းမှာရှိနေရှမ်းတောင်ပြူဟာတက်ကအဖွဲ့တွေဥမာပြောရလို့ရှိရင် NUG လောက်ခံ PDF အဖွဲ့တွေဖြစ်တဲ့1000တဲ1000နဲ့ တထောင်တုံတထောင်လေးတထောင်ကတထောင်ကျောက်ကနေတထောင်ကိုဒီရှိရဲ့ရှမ်းတော်အဆက်ကဒီဟာအဖွဲတွေဒီအဖွဲတွေကဆက်လက်ပြီးတော့သိုးရှင်နေဥမ္မာပဲဖြစ်ပါတယ်မျိုးဝေတွေထိန်းချုပ်ထားရုံနဲ့ကျွန်တော်တို့ရဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းကတော့သိမချရသေးဘူးဖြစ်ပါတယ်အကြမ်းဖက်သမားတွေကိုလက်နဲ့ဖက်သိမ်းနိုင်တဲ့အထိတိုက်ထုတ်သွားနိုင်မှလက်နဲ့ကင်ဆွဲရေးလမ်းစဉ်လက်နဲ့ကင်တော်လန်ရေးကိုလုံးဝဆွန့်ခွာသွားပြီးဆိုမှသာဒေသရင်းတည်ငင်အေဂျင်ရေးကိုရက်ရွာတည်ငင်အေဂျင်ရေးကိုတောင်းရနိုင်မှာပဲဖြစ်ပါတယ်ဒါပေမဲ့လက်ရှိအခင်းအကျင်းမှာတော့ဒီရွေးကောက်ပွဲကျင်းပမဲ့နေရာတွေကို ဒေသတွင်းတင်ငယ်အေရန်ရဲ့ဦးစားပေးဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ရုပ်ောက်ပွဲအလွန်ကာလရုပ်ောက်ခန့်အစိုးရလက်ထက်မှာအကြမ်းဖက်သမားတွေနဲ့ပတ်သက်ပြီးတိုင်းသားလက်နက်ကအမိခံတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့အလားအလာမျိုးတွေကိုတော့မြင်တွေ့နေရပါတယ်။လဲဆိုရင်တချို့ဒီစစ်မျက်နှာတွေတချို့တိုင်းသားလက်နက်ကအမိခံထားတဲ့အဖွဲ့တွေနဲ့ထိတိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုပြန်ကြည့်ရင်လက်ရှိအခင်းချင်းမှာလက်ခဲတဲလည်းဖြစ်နေသေးတယ်ရှိပါတယ်။အဲနောက်ထပ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပြောင်းစုလက်မကြီးတို့မှာရှိနေတဲ့ဒီကော့ဂရိတ်တုံတို့မြောက်ရီလမ်းပိုင်းကြီးကိုလည်းတမောကထိန်းချုပ်ထားပြီးဆိုပေမဲ့ ောက်ဘက်မှာရှိနေတဲ့မိဖလည်းဒီနဘူးတိုက်နဲ့ပတ်ဝန်းကျင်မှာဂျပတ်သမားတွေစုခွဲ့နေတယ်ပဲဖြစ်ပါတယ်။ဒီနေရာမှာ KNL တီစီဆိုရင်လည်းငញ្ញံရေးကိုအကာအကွယ်ယူ NCA ကိုခွာခိုင်းပြီးတော့အကြမ်းဖက်သမားတွေကိုစုဖွဲ့ပေးထားတယ်။အကြမ်းဖက်သမားတွေကိုခိုးလုံဝင်ပေးနေပါတယ်။ဒါကဒီကြားပြည်နယ်မှာရှိနေတဲ့ KNP တက်ကလုံးနေတဲ့ကောင်းရံမှုတွေနဲ့တော့ခက်ဆင်ဆင်တူပါတယ်။ဆိုတော့တချို့ကိစ္စတွေမှာနေနေကတရင်တက်ဖွဲ့တွေကပဲစီရေးအရာလိုအပ်ချက်ရှိနေတာလားစီရေးအမြင်မရှိတာလား ဒါမှမဟုတ်ဝေကြည်တမ်းမှန်ထားသလားဖယဲသီးတွေဖြစ်နေတာလားဆိုတာကိုလည်းကျွန်တော်ဆက်လက်ဆောင်ရမ်းဖော်ထုတ်သွားဖို့လိုပါတယ်။ဖယဲသီးဆိုတဲ့ကဏ္ဍမှာတော့ကရင်ပြည်နယ်ကတော်တော်လေးနာမည်ကြီးတယ်လို့ဆိုရမှာဖြစ်ပါတယ်။ငဘူးတိုင်းနယ်မှာရှိနေတဲ့နေပြည်တော်တရင်တပ်ဖွဲ့တွေအနည်းဆုံးမှာစီရီယန်တွေကိုထောက်ပံ့ပေးခဲ့တယ်၊ဒလန်ကောင်းတွေတက်ပြီးတော့တပ်ဖြတ်မှုတွေပြုလုပ်ပေးခဲ့ပြီးတဲ့အကြမ်းဖက်တွေကိုယ်တိုင်တက်ရဲရှိမျက်ဆောင်ထိုးလောက်နေရာတွေမှာဂိတ်ကြီးတွေလာဖွင့် KNL PC ဗဒိတ်တက်ထားပြီးတော့တက်ရဲလှုပ်ရှားမှုတွေအလုံးကိုစောင့်ကြည့်ရင်းနဲ့ တပ်မတော်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်မယ်တောက်ရှက်မှုတွေပြုလုပ်တာတွေအထိမိမိကက်ကက်ဆောင်ရွက်နေတာတွေကိုနေနေကတိုက်ရင်တပ်ဖွဲ့တွေကအရေးယူနိုင်ရင်ပန်းစည်းနိုင်ရင်တစ်ခတ်နိုင်ရင်ရှင်းလင်းနိုင်ရင်ရှိသေးတာမျိုးတွေလည်းတွေ့ရပါတယ်ဆိုတော့ရရှိခင်းချင်းကိုပြန်ကြည့်ရင်ကင်းပြင်းနေရောကင်းရင်ပြင်းနေတရားပြင်းနေရောအခင်းချင်းကတော့ဆောင်ရွက်နေတဲ့အဖွဲ့တွေကရေကုန်ရေကန်ထိုးစစ်တင်တိုက်ခိုက်နေပြီမဲ့တချို့နေရာတွေမှာဟာခွက်တွေရှိနေတာကိုမြင်တွေ့ရပါတယ် ဒီလိုဟာခွက်တွေရှိနေတဲ့ကတော့တက်မော်ရဲ့နေနေရှင်လေးဆောင်ရွက်မှုတွေကအိပောက်နဲ့ဖားကောက်နေရတဲ့ပုံစံမျိုးတော့ဖြစ်နေအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းတက်မော်ရဲ့အကြီးအကဲတွေလက်ရှိနိုင်ငံရေးအခင်းချင်းနဲ့ပတ်သက်ပြီးတော့စစ်ရေးနဲ့နိုင်ငံရေးကတပြိုင်နက်တည်းဖြစ်ဖြစ်ချင်းရေရှားနေတာဖြစ်တဲ့အတွက်ရေကောက်ဘွယ်အလွန်ကာလတွေနဲ့ချိန်ဆက်ပြီးတော့စောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်။လက်ရှိတရားပြည်နယ်ရဲ့အခင်းချင်းကိုပြန်ဆက်ရရင်တော့ PNDF နဲ့အပေါင်းပါတွေတွာလာခွင့်ကန့်သက်လိုက်ပြီးဆိုရင်မကြခင်ဂျပန်တွင်ဒီဒေသဒီမြို့တွေကိုတက်မော်ကထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကြောင့်လဲဆိုရင်မိုးပြဲကနေစုပ်ခွာမဲ့အဖိုးတွေကမိုးပြဲလိုက်ကိုလမ်းပိုင်မိုးပြဲနမ်းမဲ့ကုံလမ်းပိုင်ကိုသွားလာကန်ကန့်သက်ပြီးတဲ့နောက်မိုးပြဲကိုလက်လွတ်ခဲ့အဲဒီနောက်နမ်းမဲ့ကုံဒီမိုးဆိုလမ်းပိုင်ဒီမိုးဆိုဒီလိုက်ကိုလမ်းပိုင်ကိုလည်းသွားလာကန်ကန့်သက်ပြီးတဲ့နောက်ဒီမိုးဆိုမျိုးကိုတက်မလို့ကတင်းချုပ်ခဲ့တာဖြစ်ပါတယ်အခုလည်းဘောလခဲနဲ့ပရိုဆိုဂျာမန်ရှိတဲ့လမ်းပိုင်ပရိုဆိုထားလဲနမ်းပဲဘောလခဲလမ်းပိုင်ကိုသွားလာကန်ကန့်သက်လိုက်တာဖြစ်တဲ့အတွက်မကြခင်ရက်ပိုင်းအတွင်းအကျန်းပတ်သမားတွေဒီလမ်းကြောင်းဘက်ကနေသုတ်ခွာရရမယ်အခြေအနေမျိုးရှိပါတယ် ။ပူဇော်မျိုးကိုလည်းကျမ်းမက်သမားတွေခင်းချုပ်ထားတာမဟုတ်သလိုပေါ်လည်းကဲမျိုးကိုကျမ်းမက်သမားတွေခင်းချုပ်ထားတာလည်းမဟုတ်ပါဘူး။နေဒီကန်တိုင်ရင်တက်ပွဲတွေနဲ့တန်းမြင့်လေးချင်းရဲ့ကြောင်းတွေရှိနေရမှာခရော့ရှီကနေချီစစ်ဆင်လာတဲ့တက်မတော်စစ်ကြောင်းတွေက KNI ပြည်နဲ့တရားဒေသရဲ့တောင်ဘက်ချမ်းအထိလာရောက်ဆိုးမိုးသွားမလား၊နေမီရှင်လေးဆောင်ရွက်သွားမလား။မော်ချီဒေသကတပ်ထုတွင်းတွေအထိကျမ်းမက်သမားတွေရဲ့ရေတောင်းမျိုးကိုဖျက်တော့သွားနိုင်မလားဆိုတာတွေကတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ်။အင်းမြမှာကရမ်းကြီးနယ်နဲ့ပတ်သက်ပြီးတင်ဆက်ရရင်တော့အပိုင်းနှစ်ပိုင်းကကြံနေသေးပါတယ်။ အဲ့ဒီနှစ်ပိုင်းကတော့ကယားပြည်နယ်မှာရှိတဲ့ကရင်နေရနက်ကန်အဖွဲ့တွေအဓိကစုဖွဲ့နေတဲ့ဖေခုံမိုးပြည့်ရဲ့အနောက်ကလက်အိလက်ဒိတ်ပီကင်းဒေသတွေကိုအမုံမချေနိုင်သေးတဲ့အရန်ဖက်သမားတွေကလူဆန်းအရင်မြေလက်နဲ့ခေရမဟုတ်တဲ့လူသုံးကုန်ပစ္စည်းနဲ့စေဝါတွေကိုအသုံးပြုပြီးပြန်လည်နယ်လန်ထိုးဖို့ကြိုးစားနေတယ်ရှိပါတယ်။နောက်ထပ်တစ်ခုကတော့ဒီကရင်ပြည်နယ်မှာရှိနေတဲ့အရန်ဖက်တွေရဲ့ဒီတောင်းမြေဖြစ်ပါတယ်။မော်ချီဖားသောမှာရရတဲ့ပြင်ထွက်တဲ့အန်ဇာတာတွေကိုရွာတိတ်ကနေတဲ့ဆင်းထိုင်းနိုင်ငံဘက်ကိုတရားမဝင်မောက်ခုံမှုတွေနဲ့ တပိတ်ကနိုင်ပတ်အများပြားရရှိပြီးတော့ပေါင်ခိုတွင်းနေကြတာရှိပါတယ်ဒါတွေကိုမရက်တန့်နိုင်တဲ့ရည်ဆိုတော့ KNDF နဲ့အပေါင်းပါတွေကတစ်ဖက်ကလက်နက်ခဲယံဖြည့်စည်းမယ်တောင်ငူလက်တူလက်မိုင်းကနေစားနေရိတ်ကနေစေဘွားတွေကိုဖြည့်စည်းနေကြအောင်ပါပဲဖြစ်တဲ့အတွက် KNDF ရဲ့အေအားပြည်နယ်ရဲ့စစ်ရေးအခြေအနေကတော့လက်ရှိအခင်းအကျင်းမှာလက်ခဲတဲလဲလို့ပဲဆိုရမှာဖြစ်ပါတယ် တိုက်ပွဲတွေပေါ်ဆောင်နေတယ်တိုက်ပွဲတွေတိတိတိုက်ပွဲတွေဖြစ်ပွားနေတယ်ပဲဖြစ်ပါတယ်ခက်တာကကြားပြည်နယ်မှာတမရုံနဲ့အတူနေနေရှင်းနေဆောင်ရဲမဲ့ကိုဒေတာကိုရဲရော်ကိုချစ်တဲ့ကြားလူမျိုးတွေမရှိတာကအင်မတန်ဆိုးရွားပါတယ်။ဘာကြောင့်လဲဆိုရင်ရှန်ကရနယ်စပ်အနီးကဒေတာတွေကိုလင်းလင်းမြန်မြန်နဲ့အကြမ်းဖက်သမားတွေကိုတိုက်ထုတ်နိုင်ခဲ့တာကဒေတာကပအိုးလူမျိုးတွေဒီအတော်အမျိုးသားကောင်းဆောင်ကြီးဦးအောင်ခန့်ဒီဦးဆောင်တဲ့သူ့ရဲ့အဖွဲ့တွေရဲ့တမရုံဖြစ်ကြောင်းနေနေရှင်းနေပူပေါင်းဆောင်ရဲမှုတွေကြောင့်တော်တော်လေးခရီးရောက်ခဲ့တယ်။ဒေတာရင်းတင်ရေးအေဂျင်ကြီးကိုအများကြီးဆောင်ရဲနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ပြည်သူနယ်မှာကြတော့အဲ့လိုမဟုတ်တော့ပြီးခဲ့တဲ့1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းတွေကရှိနေတဲ့ကာလာလာတာကအဖွဲ့အခုနောက်ပိုင်းမှာပေါ်လာတဲ့ KA KNDF စတဲ့အဖွဲ့တွေဒီလိုမျိုးကြီးကရားပြည်နယ်ကရားပြည်သစ်ဆိုရယ်ကရင်နီပြည်နယ်ထူထောင်ရေးဆိုရယ်ခေါင်းစဉ်တွေနဲ့နိုင်ငံတော်ကိုရောတပ်မတော်ကိုရောဆန့်ကျင်နေတဲ့အဖွဲ့တွေကြောင့်ဒေသတွင်းမှာတပ်မတော်ရဲ့စီရင်လှုပ်ရှားမှုကအကန့်အသတ်လေးရှိနေတယ်။ထင်သလောက်ခီးမပေါက်တာလေးတွေရှိနေတယ်ဆိုတော့အခင်းကျင်းကိုလည်းမြင်တွေ့နေရပါတယ် ါကြောင့်အကြမ်းဖက်တွေတောင်မှနိုင်ငံတော်နဲ့တပ်မတော်ကိုတစ္ဆာဖောက်ဖို့အတွက်လက်မကြည့်တဲ့အချိန်နိုင်ငံတော်နဲ့တပ်မတော်ဘက်ကလည်းအကြမ်းဖက်တွေစုပ်ွက်နေတဲ့အရင်းမြစ်တွေကိုပြချဖို့တန်းတက်ဖို့ပိတ်ဆို့ဖို့တားဆီးဖို့ထိထိရအောင်လည်းဆောင်ရွက်သွားဖို့လိုအပ်နေပြီဖြစ်ပါတယ်။ရှင်းပါတယ်။အခုဘဒူတွေ၊ဗဒောင်တွေ၊ကရမ်းတွေ၊ကရောတွေရဲ့အဓိကအရင်းမြစ်နဲ့စုပ်ွက်မှုကပြည်ခင်းပတ်ဝန်းကျင်လက်ဤလက်တိန်ပတ်ဝန်းကျင်တွေဖြစ်တယ်ဆိုတဲ့အချက်ဒီနေရာတွေကိုကြိုတင်ကင်းထောက်တာတွေလက်ဥမှုရယူတိုက်ခိုက်တာတွေမပြုလုပ်နိုင်ဘဲတရွေးကတော့အကြမ်းဖက်သမားတွေက ဖေခုံမိုးပြတဲ့ကြောကနေကောင်းရဲ့အရှိဘက်မှာရှိနေတဲ့ဒေတာတွေအထိပြန်လဲစိတ်ဝင်ပြီးတော့လိုက်ကောကနောက်ဆက်ဖို့ရှင်းစင်နေကြပါတယ်မြို့တော်လိုက်ကောမှာအကြောင်းတွေတက်ကတူတွေပြန်ဖွင့်နေပြီဖြစ်ပြီးတော့ရုပ်ောက်ပွဲလဲကျင်းပါမှာဖြစ်ပါတယ်အကြမ်းမတ်သမားတွေအဓိကထားပြီးတော့တာဂက်ထားနေတာကလည်းရုပ်ောက်ပွဲကိုနောက်ဆက်ရည်ပဲဖြစ်ပါတယ်ဒါကြောင့်အကြမ်းမဲ့သမားတွေရဲ့အဓိကအရင်အနည်းကိုမဖြတ်တောက်နိုင်ဘူးဆိုရင်တော့လိုက်ကောမျိုးထဲမှာရှိနေတဲ့ရေကောက်ပွဲကျင်းပမဲ့နေရာတွေ၊ကြရပြည်နယ်မှာရှိနေတဲ့ရေကောက်ပွဲကျင်းပမဲ့နေရာတွေရဲ့လုံခြုံရေးကတော့စိန်ခေါ်ခံရမယ့်အခြေအနေမျိုးရှိပါတယ် ဒါတော့အခုကြားပြည်နယ်နဲ့ပတ်သက်တဲ့စည်ရေးသတင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အားလုံးလည်းပါမှာခြုံပြီးတော့တင်ဆက်ရရင်မကြခင်တက်မတော်စစ်ကြောင်းတွေကပေါ်လခဲအထိကိုတွားရောက်ပြီးတော့အောင်လန် site တို့မှာဖြစ်ပေဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးပါအောင်မှာဖြစ်ပါတယ်။